ဘုရားသခင်ကျေးဇူးတော်ချီးမွမ်းပါတယ်ကျွန်တော်နှုတ်ကပတ်တော်အားဖြင့်သူတို့ကဆင်ခြင်ခွန်အားယူဖို့ရန်အတွက်ဓမ္မရဆွေပထမဆုံးအခန်းကြီး15အပိုင်းငယ်23ငင်းဆန်သောသဘောသည်နတ်ဆိုးနှင့် ပေါင်းခြင်းကဲ့သို့လကောင်းခိုင်မာသောသဘောသည်ဘေးဒင်တစားကိုတုံခြင်းကဲ့သို့လကောင်းအပြစ်ကြီးသင်သည်ထာဝရဘုရား၏စကားတော်ကိုပယ်သောကြောင့်ထာဝရဘုရားသည် ရှင်ပင်အရာကိုနှုတ်၍သင်ကိုပယ်တော်မူပြီဟု ဆို၏ ကျွန်တော်ဒီနောက်ဘက်တော့မှာဘာအကြောင်းကိုတွေ့ရလဲဆိုရင်တော့ရှင်ဘီရင်ရှောလူကိုဖျားသခင်ကအာမလက်လူတွေကို ရှင်းရှင်းဖြတ်စီခိုင်းပါတယ်။ဒါပေမဲ့ရှောလူကဖျားသခင်ပြောတဲ့အတိုင်းသူမလုပ်ပါဘူး။သူလုပ်တော့လုပ်တယ်။ဒါပေမဲ့သူကဖျားသခင်ပြောတဲ့အတိုင်းရှင်းရှင်းမဖြတ်စီပဲနဲ့အဲဒီအာမလက်လူတွေရဲ့ကောင်းတယ်ဆိုတဲ့တိုးတွေနွားတွေကိုသူကယူလာခဲ့တယ်။ယူလာတဲ့အကြောင်းရင်းကဖျားသခင်ကိုပူဇော်ဖို့လို့သူကရှောက်လွှဲချက်ပေးပါတယ်။တို့ရအောင်ရှမ်းမွေလာကပြောလို့ဆိုရင်တော့ ဘုရားသခင်ကသူ့ရဲ့စကားကိုနားထောင်ခြင်းကိုပို့ပြီးတော့နှစ်သက်တာဖြစ်တယ်။ဒီရစ်ပူဇော်ခြင်းတွေထက်ဘုရားသခင်ကနားထောင်ခြင်းကိုတာပြီးတော့နှစ်သက်တာလို့ရှမွေလာကြီးကပြောပါတယ်။မင်းကဘုရားစကားကိုညင်းပယ်တယ်။အဲ့ဒီညင်းဆန်တဲ့သဘောကတဲ့နှဆိုးနဲ့ပေါင်းခြင်းကဲ့သို့၎င်းခိုင်မာသောသဘောကဘေးရင်တစားကိုတုံးခြင်းကဲ့သို့၎င်းအပြစ်ကြီးတယ်လို့ဖော်ပြပါတယ်။ မင်းဟာဖះရဲ့စကားတော်ကိုပယ်တဲ့အတွက်ကြောင့်ဖះသခင်ကရှင်ဘင်အရာကိုနှုတ်ပြီးတော့မင်းကိုပယ်ပြီဆိုပြီးတော့ရှမွေလာကြီးကဣသရေလလူမျိုးတွေရဲ့ရှင်ဘင်ရှောလူကို ပြောပါတယ်။ဒါကြောင့်မို့ကျွန်တော်ဒီနောက်ကပတ်တော်ကြည့်တဲ့အခါမှာငင်းဆန်တဲ့သဘောကနတ်ဆိုးနဲ့သွားပေါင်းလိုက်တယ်လို့ပဲအပြစ်ကြီးပါတယ်။ဖះသခင်စကားကိုကိုယ့်ရဲ့အကြံစီကိုယ့်ရဲ့သဘောဆန္ဒနဲ့မပယ်လိုက်ပါနဲ့။ဖះရဲ့နှုတ်ကပတ်တော်မှာကိုယ့်သဘောဆန္ဒထက်ပြေလို့မရဘူး။ဖះပြောရင်ပြောတဲ့အတိုင်းနားထောင်ဖို့ပဲဖြစ်ပါတယ်။ ကျွန်တော်ကဖះစကားကိုကိုယ့်ရဲ့အလိုတိုင်းထပ်ဖြည့်ပြီးတော့မြင်းပယ်မိပြီဆိုရင်တော့ဒါကနှဆိုးနဲ့ပေါင်ကျင်မှဖြစ်တယ်ကျွန်တော်အာလန်နဲ့အီဝေါ့ကိုကြည့်မယ်ဆိုရင်ဖះစကားကိုငင်းဆန်လိုက်တဲ့ဆွဲအရာကိုတွေ့ရပါတယ်ဖះစကားကိုငင်းဆန်တဲ့အတွက်ကြောင့်ဘသူနဲ့သွားပေါင်းမိတယ်လို့ဖြစ်သွားလဲဆိုရင်တော့နှဆိုးနဲ့ပေါင်းမိတယ်လို့ဖြစ်သွားတယ်ဖះသခင်ကအီဒင်ဦးရဲ့အလဲမှာကောင်းမကောင်းတီကျွမ်းရအပြင်အသီးကိုမစားနဲ့စားသောနေ့မှာအီကံမှန်သိမယ်လို့ဖះကပြည့်ညတ်ထားတော်ညာလဲစာတန်ကမသိဘူးလို့ပြောတယ် အဲ့ဒီအသီးကိုသူကယူပြီးတော့သွားစားလိုက်တယ်။ဖယားသခင်ကသေမယ်လို့ပြောတဲ့အရာကိုသူကငင်းဆန်ပြီးတော့ဖယားစကားကိုပယ်ပြီးတော့မှားယွင်းစွာလှုပ်ဆောင်မိတဲ့အခါမှာအပြစ်ဆိုတဲ့အရာဝင်လာပြီးတော့ရလက်ကတော့ဆုံရှုံခြင်းပဲ။အေရင်ဦးနဲ့နှစ်ထုတ်ချင်းခံရတယ်။သူတို့အိုခြင်း၊နာခြင်း၊သေခြင်းဆိုတဲ့အပြစ်ရဲ့အကျိုးဆက်ကိုခံစားရပါတယ်။ဒါကြောင့်မို့ဖယားသခင်စကားကိုငင်းဆန်ခြင်းကဆုံရှုံခြင်းပဲ။အာရနေအေဝါကနေမွေးလာတဲ့ကာယိနာကလည်း ဘုရားသခင်စကားကိုညှင်းဆန်ခဲ့တယ်ဆိုအကြောင်းကိုတွေ့ရပါတယ်။အာရနဲ့အေဝါမှာသားနှစ်ယောက်ရှိတယ်။ကာအိနာနဲ့အာဘီလာအချိန်တန်တဲ့အခါမှာသူတို့ကဘုရားသခင်ကိုဝတ်ပြုကိုးကွယ်ကြပါတယ်။အကြီးဖြစ်တဲ့ကာအိနာကသူ့ရဲ့လယ်အသီးနှံအပြင်ဘုရားကိုပူဇော်တယ်။တကယ်တော့ဘုရားသခင်ပူဇော်ခိုင်းတာအဲ့လိုပုံစံမျိုးမဟုတ်ပါဘူး။အငယ်ဖြစ်တဲ့အာဘီလာကတော့သူ့နဲ့ဘုရားသခင်ကိုပူဇော်တယ်။ဘုရားသခင်ပြောတဲ့အတိုင်းနာခံပြီးတော့သူကလှုပ်ဆောင်ပါတယ်။ ကာအီနာရဲ့ပူဇော်ခြင်းကမှားနေတဲ့အခါမှာဘုရားကမှားနေတယ်ဒီလိုမဟုတ်ဘူးတကားနာမှာရစ်ကောင်ရှိတယ်ပြန်လာပူဇော်ပါငါမင်းကိုကောင်းကြီးပေးမယ်လို့ပြောတဲ့အခါမှာကာအီနာကငြင်းဆန်ခဲ့ပါတယ်ဘုရားစကားကိုသူကလိုက်မနာခဲ့ဘူးငြင်းဆန်ခဲ့ပြီးတော့သူ့ရဲ့ညီကိုလဲလဲခေါ်သွားပြီးတော့သူကတတ်ပလိုက်တယ်ဆိုတဲ့အကြောင်းကိုတွေ့ရပါတယ်ဒါပေမဲ့တမာကျန်းစာထဲမှာကာအီနာကိုဘလို့သုံးလုံးလဲဆိုရင်တော့မာနတ်နဲ့စိုင်တော်သူလို့သုံးလုံးပါတယ်ငြင်းဆန်တဲ့သဘောကနတ်ဆိုးနဲ့ပေါင်ခြင်းပဲဖြစ်တယ် ဖယားသခင်တစ်ဖက်မှာရောက်သွားတယ်ဖယားသခင်ဘက်မှာမရှိတော့ဘဲနဲ့နတ်ဆိုးဘက်ကိုရောက်သွားတယ်ဒါကြောင့်မို့ဖယားစကားကိုမငင်းဆန်မိဖို့အင်မတန်ရေးကြည့်ပါတယ်အာဗြဟံကဖယားသခင်ပြောတဲ့အတိုင်းနာဂံလှုပ်ဆောင်တတော်သူဖြစ်ပါတယ်အသက်တရာမှာရတဲ့သားဣဇက်ကိုပူဇော်ဖို့ဖယားသခင်ခိုင်းတဲ့အခါမှာသူကနားမလဲပါဘူးဘာကြောင့်ဘုရားသခင်က "तू ပဲဒီဣဇက်မှာအမျိုးနွယ်တည်မယ်။ဣဇက်အားဖြင့်အမျိုးနွယ်တွေများပြားလာမယ်"လို့ပြောပြီးတော့ဒီဣဇက်ကိုဘာလို့ဘုရားသခင်ကပြန်တတ်ခိုင်းတာလဲဆိုတော့ နားမလဲပါဘူး။ဒါပေမဲ့သူကနားထောင်လိုက်တယ်။ဖះစကားကိုမငင်းဆန်ပါဘူး။အဲ့ဒီလိုနားထောင်ခြင်းကြောင့်ပဲအီဇက်ကိုစားဖះကသူ့ကိုဟိုးတောင်ပေါ်မှာပြင်ဆင်ထားတယ်။အီဇက်ကိုတောင်းတဲ့အခါမှာမငင်းတဲ့အတွက်ကြောင့်နဲ့အာဗရန်ငါမင်းကိုအစင်ကောင်းကြီးပေးမယ်လို့တမန်ကျမ်းစာမှာဖះကဖော်ပြပါတယ်။ဖះသခင်စကားကိုမငင်းဆန်တဲ့အခါမှာအာဗရန်ကကောင်းကြီးမင်္ဂလာတားစင်မြည်ဆက်အထောင်တောင်းတီခံစားခဲ့ရပါတယ်။အကြောင်းမို့ချစ်တော်ညောင်စီတိုင်းကျွန်တော်တို့ရဲ့ဘဝတတတာထဲမှာလည်း ဖယားသခင်စကားကိုမငင်းဆန်မိဖို့အင်မတန်ရည်ကြည်ပါတယ်ဖယားပြောရင်ပြောတဲ့အတိုင်းနာခံလိုက်လျှောက်လိုက်ပါသင်နားလိုက်ခြင်းမှာနားလည်မယ်ဒါပေမဲ့အာဗြံကဲ့သို့နားထောင်လိုက်ပါ အဆုံးသတ်မှာကောင်းကြီးမင်္ဂလာရှိပါတယ်ဖယားသခင်ပြောတဲ့အတိုင်းရှောလူကမလိုက်နာတဲ့အခါမှာသူ့ရဲ့စိတ်ကူးအကြံစီတွေနဲ့သူကထပ်ဖြစ်ဆွတ်တဲ့အခါမှာအဆုံးသတ်မှာဆုံရှုံခြင်းပဲဖယားသခင်ကသူ့ကိုဘယင်ရားနေပယ်လိုက်တယ် ဖျားစကားကိုပယ်တဲ့အတွက်ကြောင့်သူ့ကိုလည်းဖျားသခင်ကပြန်ပြီးတော့ပယ်လိုက်တယ်ဆိုတဲ့အကြောင်းကိုတွေ့ရပါတယ်။ဒါကြောင့်မို့ကျွန်တော်ရဲ့ဘဝတက်တာတိုင်းမှာဖျားသခင်ကိုညှင်းပယ်သောသူမဖြစ်ပါစေနဲ့။ဖျားသခင်ကကျွန်တော်တို့ကိုမှားစားတဲ့ဖျား၊ကျွန်တော်ကိုကယ်တင်မဲ့ဖျား၊ကျွန်တော်ကိုကောင်းကြီးပေးမဲ့ဖျား၊ကျွန်တော်တို့ကိုပြုပြင်ပေးမဲ့ဖျားရှင်ဖြစ်ပါလေ။သခင် ရှိခိုးတော်ဖျားကကျွန်တော်အပြစ်တော်လက်ဝါးကတိုင်းမှာအသေးခံနေအသွေးသွန်းနေကျွန်တော်အပြစ်တွေအားလုံးကိုယူဆောင်သွားတယ်။၃ရက်မြောက်သောနေ့မှာသေခြင်းကနေရှင်ပြန်ထမြောက်ခဲ့တဲ့ဖျားရှင်ဖြစ်ပါလေ။ ကျွန်တော်တို့ကယ်တင်တဲ့ဘုရားရှင်ဖြစ်တယ်။သူ့ရဲ့ကယ်တင်ပေးခြင်းကိုကျွန်တော်ကလက်ခံလိုက်ဖို့ပဲဖြစ်ပါတယ်။သင်မငင်းဆန်လိုက်ပါနဲ့။သင်ကသခင်ခွတ်တော်ဘုရားကယ်တင်ခြင်းကိုငင်းဆန်လိုက်မယ်ဆိုရင်တော့သင်ရဲ့ဘဝတရားထဲမှာထာဝရသက်ဆုံးရှုံးမှာဖြစ်ပါတယ်။ဘုရားသခင်ရဲ့ကယ်တင်ခြင်းကိုသင်ကလက်ခံလိုက်မယ်ဆိုရင်တော့ထာဝရသက်ကိုရရှိမှာဖြစ်ပါတယ်။ဒီလိုပဲနေစဉ်တရားထဲမှာလည်းဘုရားကသင်ကိုကူညီဖို့အစဉ်သိရှိတယ်။မာစားဖို့အစဉ်သိရှိတယ်။သင်ကိုပုံသွင်းပြုပြင်ဖို့ဘုရားသခင်ကလှုပ်ဝေးဖို့ရှိပါတယ်။ ို့ရတွင်သင်ကဘုရားသခင်ပြုပြင်ခြင်းကိုလက်မခံဘူးဘုရားသခင်ကိုညီပေးမှုကိုသင်ကလက်မခံဘူးကိုခွန်အားနဲ့ပဲသွားမယ်ကိုရဲ့အကြံစီနဲ့ပဲအသက်ရှင်မယ်ကိုကိုကိုပဲအားကိုးမယ်ဆိုရင်တော့အဆုံးသက်ကအရှုံးပဲဖြစ်တယ်ဘာအကျိုးမှရရှိမှာမဟုတ်ပါဘူးဒါကြောင့်မို့ဘုရားသခင်ရဲ့မဆာခြင်းကိုညီခြင်းကိုမငင်းပယ်မိပါစေနဲ့ကျွန်တော်ဘုရားတရားထဲမှာဘုရားစကားကိုညင်းဆန်မိပြီဆိုရင်တော့အဲ့ဒါဆုံးရှုံးခြင်းပဲ သခင်ရှုခွတော်ဖျားရဲ့ကယ်တင်ခြင်းလဝါကတိုင်းမှာအသေးခံပေးခြင်းသုံးရမြောက်သောနေ့မှာရှင်မြတ်ထမြောက်ပြီးတော့တည်ခြင်းကိုအောင်မြင်ခြင်းအခွင့်ကိုကျွန်တော်ကိုပေးခဲ့ပါတယ်။ဖျားသခင်ဘက်ကနေကျွန်တော်ကိုကယ်တင်တယ်။အဲ့ဒီအရာကိုကျွန်တော်ကလက်မခံဘဲနဲ့ငြင်းဆန်လိုက်မယ်ဆိုရင်တော့ထာဝရအသက်ဆုံးရှုံးစရာအကြောင်းရှိပါတယ်။နေ့စဉ်တတတဲမှာလည်းဖျားကတင့်ကိုကူညီမဲ့ဖျားမဆမဲ့ဖျားတင့်ကိုကောင်းကြီးပေးမဲ့ဖျားရှင်ဖြစ်ပါတယ်။တင်းရဲ့ဘဝအသက်တာကိုပြုပြင်ပုံသွင်းပေးမဲ့ဖျားရှင်ဖြစ်တယ်။တင်းကဖျားရဲ့ပုံသွင်းပြုပြင်ခြင်းကိုလက်မခံဘူး။ ကိုကိုကိုအားကိုးပြီးတော့ကို့ညံကို့ခွန်အားကို့ရဲ့အစွမ်းနဲ့ပဲနေစဉ်အသက်ရှင်မယ်ဆိုရင်တော့ဖရာသခင်မာဇာခြင်းကိုညှင်းဆိုင်တော့ဖရာသခင်ကောင်းကြီးမြင်ကလည်းလွဲချုံမှာဖြစ်ပါတယ်။ဒါကြောင့်မို့ဖရာစကားကိုညှင်းပယ်တော့သူကတော့ဆုံးရှုံးခြင်းမှာဖြစ်တယ်။ဖရာစကားကိုမညှင်းဆန်ဘဲနဲ့နားမလဲတော့ညာလဲအာဗရန်ကဲ့သို့နားထောင်မယ်ဆိုရင်တော့အဆုံးသက်ကကောင်းကြီးမြင်ကလာမြောက်များစွာခံစားရမယ်ဆိုတဲ့အကြောင်းကိုဝင်ကားပါတယ်။အားလုံးပေါ်မှာဖျားရှင်ကောင်းကြီးပေးပါစေ။